မင်မာလာပါရှင်ဒီနေ့ပြောပြမယ်ပုံမြင်လေးကတော့ကံကံဤအကျိုးဖြစ်ပါတယ်တခါတော့ကလူမိုက်တယောက်ဟာခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံးတွေ့သည်မအရာအားလုံးကိုပြဿနာရှာပြီးဖြည့်ဆည်းခဲ့တဲ့ချောင်းကိုဖြတ်ပြီးထိုးထားတဲ့တံတားတစ်ခုနားကိုရောက်တဲ့အခါမှာချောင်းကိုကူးပြီးတော့ တရားကိုဖျက်ဆီးခဲ့တယ်ဒီလိုနဲ့ခီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်းတွေ့ရောမုံမောနဲ့ရေတောက်ဖို့လုပ်တယ်ဖြစ်ချင်တော့ရေအိုးထဲမှာရေကမရှိဘူးတဲ့အဲ့ဒါနဲ့လူမိုက်ကအယံတော်သားထွက်ပြီး ရေအိုးကိုရိုက်ခွဲလိုက်ပြ အန်နဲ့အဲ့ဒီလိုနဲ့ခီးဆက်သွားရင်ညောင်မင်းကြီးတပင်အောက်ကိုရောက်သွားပါတဲ့အရေးကကောင်းတော့ခဏနားမယ်ဆိုပြီးအနားယူနေတဲ့အချိန်မှာပဲရွှေအိုးတစ်လုံးကိုတွေ့ရှိသွားခဲ့တယ်လေ လူမိုက်ဟာအယန်းကိုပျော်ရွှင်ပြီးတော့ဝန်တာအားရဖြစ်သွားပါတော့တဲထိုနီးတူစွာပဲလူကောင်းတယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့လန်ခီတိုင်းသွားခဲ့ပါတယ်လန်ခီတလျှောက်လုံးပျက်စီးသမျှတွေကို ပြုပြင်နေလူမိုက်ဖြက်စီးခဲ့တဲ့တံတားနာကိုရောက်တဲ့အခါမှာဟင်း တရားကပျက်စီးနေပါလားငါဒီအတိုင်းထားခဲ့လိုက်ရင်ခီးသွားပြည်သူတွေဒုက္ခရောက်မယ်ဆိုပြီးတရားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်လူကောင်းလည်းခီးဆက်ထွက်ခဲ့ရာလူမရိုက်ခွဲခဲ့တဲ့ရေအိုးစင်နာကိုရောက်တော့ရေအိုးအစ်စ်တလုံးဝယ်ပြီးရေဖြည့်ပေးခဲ့ပြန်တယ်အဲ့ဒီလိုနဲ့ခီးထွက်လာလိုက်တာလူမရောက်ရှိခဲ့တဲ့ညောင်မင်းကြီးအောင်လဲရောက်ရောမောလိုက်တာဆိုပြီးထိုင်ချလိုက်တဲ့အချိန်မှာပဲတစ်ပင်ပေါ်ကနေညောင်ကိုင်းဟာကျိုးကြပြီးပေါင်ပေါ်ကိုကြကပေါင်ကျိုးသွားခဲ့ပါတယ်အဲ့ဒီတော့ လူကောင်းကငါဒီလောက်ကောင်းမှုကုသိုလ်တွေလုပ်နေရတာနဲ့ဘာဖြစ်လို့များကံစိုးမှုမှောင်ကြရတာလဲလို့လောကကြီးကိုစိတ်ပြက်ပြီးညှိတွားနေတဲ့အချိန်မှာပဲတိကြားမင်းကရောက်လာပြီးတော့ရှင်းပြပါတယ်ပထမလာတဲ့လူမိုက်တီအရင်ဘဝကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်မင်းကြီးအောက်ကိုရောက်တဲ့အခါမှာရွှေအိုးလေးလုံးရမှာဖြစ်တယ်ဒါပဲမဲ့ သူဒီအခုလက်ရှိဘဝမှာမကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေနှင်းငယ်နဲ့သာကျေနပ်လိုက်ရခြင်းဖြစ်တဲ့အသင်ဟာအရင်မှသူညာကအခုတို့တွေအများကြီးလှုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်မင်းကြီးအောက်ကိုရောက်တဲ့အချိန်မှာညောင်ကိုင်းပြီပြီးတည်ရမှာဖြစ်တယ်ဒါပေမဲ့သင်ဒီအခုလက်ရှိဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးလှုပ်ခဲ့တဲ့အတွက်ကြောင့်အသက်မသေးပဲ ပေါင်ကျိုးယုံလောက်ပဲကျိုးခဲ့ခြင်းဖြစ်တဲ့အတင်လူသားဆိုပြီးရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူတော်ကောင်းတို့လည်းငါကောင်းတာတွေလုပ်နေရဲ့သားနဲ့မကောင်းတာတွေပဲဖြစ်နေတယ်လို့ကိုကိုကိုစိတ်ပြက်အားငယ်မနေပါနဲ့ရှေးဘဝကမကောင်းခဲ့တဲ့အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေခံစားနေရတယ်လို့လည်းမမြင်ရတဲ့အတိတ်ဘဝကိုအပြစ်ပုံချမနေပါနဲ့အခုလက်ရှိပြစ်ဆုံးပံမှာကောင်းတာလုပ်ရင် နောင်လာမယ့်အနာဂတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာအသေးချာပါပဲနော်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် channel လေးကိုဆက်ကရက်လုပ်ပေးကြဖို့အနူးညွတ်တောင်းဆိုအပ်ပါတယ်